အတာ6မှာပေ90ကျော်ရှိတဲ့လောင်းလီ20ပေါ်လာတဲ့တရင်လူဝင်မှာ15ရက်နေ့ကနေပြီးတော့လေဝင်းမျိုးပတာ6မှာ လောင်းလီ20ပေါ်ခဲ့တာကြောင့်မို့ရွာကံပြည်သူအများစုကဝိုင်းဝန်းပြီးဆဲယူခဲ့ကြပါတယ်ဒီလောင်းလီတွေကထင်ထားတာအထက်ပိုပြီးတော့ကြီးမားပြီးရှည်လျားတယ်လို့ဆိုပါတယ်လောင်းလီတစ်စင်းအားဆိုရင်အရှိကပေ90ခုနှစ်လက်မှရှိပြီးတော့လုံးပတ်က10ပေခုနှစ်လက်မှရှိတယ်လို့ပြောပါတယ်နောက်တစ်စင်းက တော့အရှိကပေ90ရှိပြီးလုံဘက်ကတော့9ပေရှိတယ်လို့သိရပါတယ်။ကျမရဲ့အရင်ပေတို့မှာအရှိပေ20ကျော်လို့ရေးသားဖော်ပြထားတဲ့မြို့ကန်တအူရဲ့စာကိုအတည်ယူပြီးပြောပြခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ဒီလောင်းလေတွေပေါ်မှာပြည်သူအများစုကလည်းယူဆချက်တဲ့အမျိုးမျိုးထင်မြင်ချက်တဲ့အမျိုးမျိုးပေးထားတာကိုတွေ့ရပါတယ်။တချို့ကလည်းဒါကလောင်းလေမဟုတ်ဘဲနဲ့ နွားကြွေးကောင်းဖြစ်နိုင်တယ်လို့ဆိုပါတယ်တချို့ကကြတော့ဒါကလှေအဖြစ်မရောက်သေးပဲနဲ့တစ်တေမကောင်းလို့မို့မျိုးပစ်တာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်အမျိုးမျိုးသောထိမင်းယူဆချက်တွေကိုပြောထားတာတွေလည်းတွေ့ရပါတယ်